ဒီလိုဒုက္ခမျိုးရခြင်းလိုလားမရခြင်းလိုလားမရခြင်းလိုပါမရခြင်းတဲ့အခါကျတော့ဣဒံမေပုံညာဣကုစုဘာလဲဟေဒီကုစုဒီနေ့ယန်းတကာကြီးပြီးတော့ဂရိဏ္ဍာယကာကြီးပြီးတော့ဆွမ်းနိုင်ကံပြီးတော့တိန်တော်နဲ့ကုစုပြီးတော့တရားနာတဲ့ကုစုဝိယဝိစာတွေခြံထားလို့မရဘူးအကုန်လုံးပါဟောတီဝိုင်းအဖွဲခြံထားလို့မရဘူးအကုန်လုံးပါကြာကြာလေးကုန်းရစီစီလုံးလုံးနဲ့လှုပ်တဲ့ဥပကုံရစီစီလုံးလုံးလှုပ်တဲ့တရားနာတဲ့ပရိသတ်တွေဟိုရွာဒီရွာအကုန်လုံးပါအဲ့ဒီကုစုတွေအားလုံးဟာ ဣဒံမေပုံညာပြောကြည့်တမ်းဣဒံမေပုံညာတခြားလားကံလားကံပါဗျာဒါဆိုရင်တရားနှမျိုးရှိတယ်လို့မှတ်တရားဘယ်နှမျိုးလဲနှမျိုးပါနိယထနဲ့နိတ္ထပြောစမ်းနိယထနဲ့နိတ္ထနိယထကကံကိုခေါ်တာနိယထကကံကိုခေါ်တာဒါကပါဠိကိုထည့်ပြောတာသာသနာရှိနေသေးတယ်ပါဠိရှိတယ်ဒီလိုတရားကိုနာရသေးတယ်ဆိုတာပါဠိကိုထည့်ပြီးတော့တသက်သူပြောတာ ။ထင်အောင်ပြောတယ်လို့ဖြစ်မှာဆိုလို့မှန်ပါပါ။နောက်တစ်ခါနိတ္တထကြတော့တက်ရိုက်ဟောတာ။နိတ္တထကတက်ရိုက်ဟောတာ။နိယထကဆောင်ဟောတာ။ဆိုတော့ကံဟောဟောတဲ့တရားနဲ့ညာဟောဟောတဲ့တရားဘယ်နှမျိုးလဲ?မျိုးပါဗျာ။ကံဟောတရားရဲ့ညာဟောတရားရဲ့ဘယ်နှမျိုးလဲ?မျိုးပါဗျာ။ထပ်ပြီးတော့ခွဲမယ်။ကံတရားကခန္ဓာရမယ်။ပြောကံတရားကခန္ဓာရမယ်။ညာတရားကခန္ဓာလုံးမယ်။ကံတရားကခန္ဓာရမယ်။ ဉာဏ်တရားကခန္ဓာလုံးဘယ်နှမျိုးလဲမျိုးပါခန္ဓာအဝေးလာကိုရထားတာလားမရသိတယ်မဟုတ်လားမှန်ပါထပ်ပြီးတော့ချက်နေကြလိုသေးလားမလိုပါဘူးနေတဲ့နေများစာရေးတောက်ရေးဝေးရေးထားရေးနေရေးတားတဲ့ပူညာကိုအတွက်ပူညာကိုတည်မှလဲဆိုရသူများတည်မှလဲဆိုရဘသူရတာလဲခန္ဓာရဘယ်တရားကြောင့်လဲလို့မေးရင်နိယထကံတရားကြောင့်ဘယ်တရားကြောင့်လဲကံကံတရားကြောင့်အဲ့တော့ဒါမဆုံးသေးဘူး ပါဠိထောက်ထားတာပါတဲ့အတွက်အဘိဓမ္မာပါဠိတော်မှာ ကုသလံကုသလံကမ္မံဝိပါကနာခန္နာနာကတ္တထာသရူပနာဒီနေ့လောက်တဲ့ကုစုဟာဒီတိုင်းပဲရပ်ထားရင်ဒီလိုပဲခန္ဓာရမယ်လို့ပြောတာသဘောကြလားမှန်ပါဘူးဒီကကြီးတို့အချိန်တွေအများကြီးပေးတာတိန့်တရားကျော်200ပေးတာကြာရန်လင်ဝင်ဥပကုံကလာပြီးတော့ဒီမှာလောက်ဆိုင်းဆရာကြီးတွေဒီမှာပြီးတော့ကုညီးပေးထားဒီကကြီးတွေဒီမှာထိုင်းထားတယ်ဒီကုံကြတဲ့ပတ်စံတွေဟာနောက်တတ်တဲ့ဖန်ဒီလိုပဲခန္ဓာရအောင် လုပ်ရင် လူလိမ်မာလားလူမိုက်လားလူမိုက်ပါဗျာဘာရလို့လဲခန္ဓာရဘာရအောင်ပြန်လို့လို့လဲခန္ဓာရအောင်ပြန်လို့လို့ပြောတဲ့ဘာရအောင်ပြန်လို့တာလဲခန္ဓာရအောင်ပြန်လို့အဲ့ဒါကတန်ယုတ်ပါဠိတော်ထောက်တော်ဘာလပန္တိတာတုတ်နေဒုက္ခပฏิပဒါတုတ်တော်မှာကြတော့ပฏิပဒါတုတ်တော်မှာကြတော့ဒီခန္ဓာရှိလျက်နဲ့ပြောတဲ့ဒီခန္ဓာရှိလျက်နဲ့ပြောကြည့်ဒီခန္ဓာရှိလျက်နဲ့အလုံးတခြားလားခန္ဓာနဲ့လား ဘာရှိလျက်နဲ့လဲခန္ဓာရှိလျက်နဲ့ဒီခန္ဓာရှိလျက်နဲ့ဒီကုစုဟာဒကာကြီးဦးဝင်းမြင့်တို့ဒီကုစုဟာမေတော်ကြီးဒေါ်ဆောင်တင်တို့ဒီကုစုဟာနောက်တတဖန်နတ်ဖြစ်ရပါလို့ဤဂျမားဖြစ်ရပါလို့ဤကုစုလောက်တိုင်းစုမတောင်းလားပါပါရောရဲရဲပြောစုမတောင်းလားတောင်းပါဘာရှိလျက်နဲ့ခန္ဓာရှိလျက်နဲ့ဒီခန္ဓာကြီးအရင်တည်ရှိလျက်နဲ့ ဒီလောက်သိမ်းမောင်းများစွာအကုန်ခံဒီလောက်အချိန်နေအများကြီးပေးပြီးတော့တရားလာနာပြီးတော့နောက်တက်တဖန်ဒါမျိုးပဲတောင်းတော့လူလိမ်မာလားလူမိုက်လားလူမိုက်ပါအဲ့ဒါဘာလပန္နိတာတုတ်ကိုပြောတယ်အဲ့ဒါကိုအကန်းအလှလို့ပြောတာဘာအလှလဲအကန်းလို့ဘာမပါလို့လဲလို့မေးရင်ညံမပါလို့ဘာတရားလဲကံတရားပြောဘာတရားလဲကံတရား အဲ့ဒီကံတရားကိုခွဲလိုက်မှာဩငါတို့အခုခန္ဓာရတာက အတိတ်ကကောင်းခဲ့တာလားကန်းခဲ့တာလားကန်းခဲ့တာဘာကန်းတာလဲဉာဏ်ကန်းခဲ့တာအဲ့ဒီလိုကန်းနေတဲ့အခုခန္ဓာကြီးရလို့ဒုက္ခကြီးရလို့တရားအောင်မယ်တယောက်သေးတယောက်သေးတယောက်သေးကိုလည်းတရားအောင်မယ်အဲ့ဒီလိုတရားမယ်သူတယောက်ကခန္ဓာလွတ်ရအောင်လို့မဂ်ကင်၈ပါးလမ်းစဉ်ရှိပါလျက်နဲ့ဒါမျိုးကိုထပ်တောင်းပြီးတော့လုပ်ရင် လူမိုက်အလူဘာလို့လဲပြောကြည့်တယ်လူမိုက်အလူဘာတရားနာခြင်းလဲလူမိုက်တရားနာခြင်းဗောဗျာသောကြလားတမပါဗျာဘာတောင်းလို့လဲခန္ဓာတောင်းလို့ဘာတောင်းလို့လဲဘသူပြောတာလဲဖះပြောတာဗောဘသူပြောတာလဲဖះပြောတာပါဠိတစ်ခုဆွတ်ထုတ်ပညာယတ္တဘာဝပညာယတ္တဘာဝ တမတိတ်ကမနုယောပကာတိတော်ဟောတိပညာမပါတဲ့အလူကဘဝရတယ်ပညာမပါတဲ့လူကဘဝရပညာပါတဲ့အလူကတမဘာဝတမတိတ်ကမနုယောပကာတိတော်ဘဝကိုစွန့်တယ်မစွန့်တာလေဘဝကိုစွန့်ဘဝတခြားလားခန္ဓာလားခန္ဓာယောဂီတို့ဒကာကြီးတွေဒကာမကြီးတွေများတခြားလိုချင်တာလားနိဗ္ဗာန်လိုချင်တာလားနိဗ္ဗာန်လိုချင်ဘာစွန့်အောင်မှာခန္ဓာစွန့်အောင် တခြားနဲ့တွေ့ရမှာလားညံနဲ့တွေ့ရမှာဟောအဲ့ဒီလိုတရားကြတော့နိတ္ထာဘာလဲဟေနိတ္ထာတရားရခေါ်တဲ့တရားဘာတရားလဲတရားရခေါ်တဲ့တရားအဲ့တော့တရားတွေအများကြီးကိုချုပ်လိုက်တဲ့အခါမှာကံတရားရယ်ညံတရားရယ်ပြောကြည့်တယ်ကံတရားရယ်ညံတရားရယ်ဒါဆိုထပ်ခွဲမယ်မရှင်းသေးဘူးကံတရားကိုလူမိုက်တွေကိုခေါ်ရညံတရားကိုလူမိုက်ကိုခေါ်ရညံတရားကြတော့ လူလိမ္မာကိုခေါ်ရပြောကြည့်တယ်ကံတရားကြတော့လူလိမ္မာခေါ်ကံတရားကြတော့လူမိုက်ကိုခေါ်ရဘာဖြစ်လို့လဲလို့မေးရင် မင်းဒီလိုလောက်กว่าဆိုကြပါတို့တောက်စာမုထုနဲ့ကောင်မင်းငါးပါးဒီလားလို့စောင့်လိုက်ပါဘလို့မှဟောလို့မရလို့နည်းနည်းလေးကယ်ပေးရတာသဘောကျလားဟောလို့မရတဲ့ပုံကိုတခြားဟောရလားကံတရားဟောရလားကံတရားဟောရတယ်လောက်ပဲကယ်လို့ရလို့ ဟောလို့ရနိုင်တဲ့ပုဂ္ဂိုလ်ကြတော့တခြားတရားလားနိဗ္ဗာန်ရောက်ကြောင်းတရားလားနိဗ္ဗာန်ပါဒါဆိုထပ်ပြီးတော့ခွဲမယ်ဟောလို့မရနိုင်တဲ့လူမိုက်ကိုကံဟောရတယ်ဘာဟောရတာလဲကံဟောဘသူ့ကိုဟောရတာလူမိုက်ကိုဟောတာအဲ့ဒီလိုလူမိုက်ကတောက်ဆာမှုထူးနေတဲ့လူမိုက်မျိုးကိုဟောတာမဟုတ်ဘူးဆိုလိုတာမဟုတ်ဘူးအဲ့ဒါကအပြင်ပဲကုသိုလ်တော့လုပ်တယ်အခုလိုတရားနာတယ်ရဲရဲရွာရဲအကောင်လုပ်တယ် ဒါပေမဲ့တစ္ဆာအကြောင်းကိုပြောလို့မရတဲ့ပုံကိုယ်ကိုကံလောက်ကိုပြောရတယ်။မှန်ပါ။ဘာလောက်ပြောရတာလဲ။ကံလောက်ကိုပြောရတယ်။လူလိမ္မာလားလူမိုက်လား။မှန်ပါ။ရန်တန်ပြောတဲ့ထင်မှာဆိုလို့တန်ရုပ်ပါဠိတော်ဘာလပန္ဒိတာတုတ်ကလူမိုက်နဲ့လူလိမ္မာခွဲခြားပြီးတော့ဟောကြသဏ္ဍန်ဆိုရင်လူမိုက်ကိုအဲ့ဒီကံလောက်ပဲဟောပါ။လူလိမ္မာကြတော့တခြားဟောရမှာလားညံဟောရမှာလား။ညံဟောပါ။ဒါကြောင့်တပ္ပဘာဝတမတိတ်ကမနုယောပြီးတော့မှာပကာတိတော်ခန္ဓာလွတ်အောင်ဟော။ လူမိုက်ကိုခေါ်ရမှာလားလူလိမ်မှာလားကဲတရားတစ်ပွဲလုံးကလူမိုက်တွေလားလူလိမ်မှာလားရဲရဲလိုက်စမ်းလူလိမ်မှာလားလူမိုက်တွေလားလူလိမ်မှာဩဟုတ်ပြီလူလိမ်မှာကြတော့ဘယ်တရားဟောညံတရားပေါ့ကံတရားဟောเสียလို့သေးလားကံတရားဟောရင်ဘာရမှာလဲခန္ဓာရပြောဘာရမှာလဲခန္ဓာရခန္ဓာရရင်ဘာပြန်လာမှာလဲအိုနာသိဒါဆိုဟုတ်ပြီဣဒံမေပုံညာကအရှင်ဘုရားကထိန်တရားရဟန်းကံတရားစွမ်းတော်ဤကံတရား ဘာလို့ခွဲမဟောတာလဲလို့မေးရင်တရားကိုနှစ်ပုံခွဲလိုက်တဲ့အခါမှာကံဘက်ကတဘောညာဘက်ကတဘောဘယ်နှပုံလဲနှစ်ပုံအဲ့ဒါကိုယောဂီတွေအားလုံးအမြဲတမ်းကုသိုလ်လုပ်တိုင်းမှာဣဒံမေပုံညာအာသွက်ခရံလို့စုမတောင်းလားတောင်းလားတောင်းပါဣဒံမေပုံညာကလौဒမြာကုသိုလ်ဒီနေ့လौဒမြာကုသိုလ်တွေအကုန်လုံးပေါင်းရင်ဣဒံမေပုံညာအင်းကြရင်လုတ်တယ်အဲ့ဒါဣဒံမေပုံညာဣဒံမေပုံညာတခြားလားကံလားကံအာသွက်ခရံကြတော့တခြားလားညံလား အာဝဟံဟောတူကြတော့နိဗ္ဗာန်ကိုသွားပြီးတော့ကောက်ရဆိုတော့ယင်အဲ့ဒါကအဘိဓမ္မာပါဠိကိုပြောတာဆိုတော့ဣဒံမေပုံညာတပိတော်တို့အခုတရားနာတဲ့ကုသိုလ်တိမ်သိန်းလောင်းတဲ့ကုသိုလ်တန်ဃာတွေကိုရှိခိုးရတဲ့ကု